ေဖိုဟာသူမျိုးနဲ့သာသလိုမြေရာနဲ့ဖိုင်နယ်မှာမထိုးရတော့တာကြောင့်စစ်တက်ချလင်ကက်ကမာရှီပါကိုရှယ်ထိုးကျင်နေခဲ့ပါတယ်။အေဖိုဟာမာရှီပါကိုစစ်လို့တဲ့စိတ်နဲ့တဲအီကို9နိုင်လောက်ဆက်လိုက်ထိုးနေမိတာကြောင့်လက်ရည်ဖြားရီပုန်းကတွေးရထွက်ခဲ့ပါတယ်။ဒီနောက်တွေရာလဲမာရှီပါစီသွားပြီးညက်ပြီးထိုးပြီးဖိုင်နယ်တက်သွားတော့ဘလို့ခံစားရလဲဘာညာနဲ့မိလာတော့မော်ဆေဆိုးလဲစိတ်တွေဆိုးပြီးမြေရာဆိုးတဲ့ကောင်စိတ်ယုံယုံသွားတာပဲကန်ကောင်းနဲ့မှတ်ဆိုပြင်ပြောခဲ့ပါတယ်။အေဖိုဟာလဲစဉ်းညင်းနေသူကြိုက်နေတဲ့ဆော်သိရှိရဲ့ဗမုတ်ဆိုင်အောင်သွားပြီးဗမုတ်ဝယ်တဲ့ချိန်မှာတော့အဲ့ဒီကောင်မလေးကမျက်နှာမကောင်းတာကိုတွေ့သွားခဲ့ပါတယ်။ အဲ့လိုမျက်နှာမကောင်းတာတွေ့ကြတော့မီယာတာရှုံးကားလို့ထင်နေဆိုပြီးဘူမတိပါမတိနဲ့ MSO မီယာတာနိုင်ရမှာဟိုဘဲညစ်လို့သာရှုံးရတာပါညာနဲ့ပြောလိုက်ပါလေအဲ့လိုဘူမတိပါမတိနဲ့ပြောလိုက်တော့မှကော်မစီကကျမကိုအဲ့လိုမပြောပါနဲ့ဆိုပြီးပြန်ပြောလိုက်တော့အေပိုလည်းမထင်ရတဲ့စကားကိုကြားလိုက်ရတာဖြစ်တဲ့အတွက်ဖီချေသွားခဲ့ပါလေတူကြီးကသူရှက်ထိုးနေတဲ့လူကသူ့ရဲ့ရောက်ခွာလောင်ဖြစ်နေတဲ့အချိန်မှာတော့ရှစ်သူမျက်နှာကြည့်ရမလားမီယာတာမျက်နှာကြည့်ရမလားဝေခဲမြတ်ဖြစ်နေခဲ့ပါလေအေပိုလည်းအဲ့လိုဖြစ်နေတာကြောင့်တကောက်မူရာစီကိုအပြေးသွားပြီးရင်ဝင်ခဲ့ပါလေ ။တကောက်မွန်ဟာလည်းရုပ်တည်ကြီးနဲ့လေးလေးလေးနဲ့နားထောင်ပြီးခဲ့တာကြောင့်အေဘိုလည်းစိတ်ပေါ်သွားပြီးဘသူမှတော့ရှောင်ပြောနေတော့ကိုယ်စံနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောကာပြန်သွားခဲ့ပါတယ်။ဒါမှမဟုတ်အေဘိုမသိလိုက်တာကသူကလှုပ်ဝှက်ချက်မထိနိုင်အောင်လူသားကိုတွားပြောခဲ့တာဖြစ်ပြီးအေဘိုတယောက်တော့လူပေါင်းမားခဲ့ပါတယ်။နောက်နေ့ချင်းရောက်တော့အဲ့အကြောင်းကတစ်ချိန်လုံးသိနေပြီးအေဘိုလည်းဝမ်းအားခံခဲ့ရပါတယ်။တော်ဆိုးရဲ့တကောက်မွန်ဟာပဲဖြစ်ပါတယ်။အဲ့လိုနဲ့အေဘွာမာရှိပါရဲ့ပွဲတွေကိုတကောက်မလာတဲ့အတူတူကြည့်ကမာရှိပါကိုလေ့လာခဲ့ကြပါရဲ့ အဲ့လိုကြည့်ပြီးတော့မာရှီပါကိုဘယ်လိုတိုက်ရမလဲဆိုတာကိုရှာတိသွားကြပါတယ်။အဲ့ဒီဖြေကတော့မာရှီပါရဲ့ဘယ်ဘက်ကိုချေကန်အတက်ပြင်းပြင်းနဲ့ဝင်ပြီးဘော်ဒီရှော့ကျွေးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်အပိုလေအဲကိုအထောက်ကူပြုမဲ့ချေကန်အတန်အောင်အပြည့်ရလေ့ကျင့်ခဲ့ပြီးလက်ပြန်ကောင်းလာတော့လေခီမွန်ရဲ့ထိုးချက်တွေပါလေ့ကျင့်ခဲ့ပါတယ်။တစ်ဖက်မှာလည်းမာရှီပါအပိုနဲ့ကိုသုံးကိုပေါက်တူထိုးရစ်စတိုင်လင်းတူတဲ့ပါတနာနဲ့လေ့ကျင့်ရင်နှစ်အောင်လုံးစင်းသိဖြစ်ကပွဲထိုးမဲ့နေ့ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့လိုနဲ့မာကုနိုချီအပိုဖက်ဆက်ရိုးမာရှီပါတို့ရဲ့ဒုတိယပြည်ချန်ပီယံပွဲဖိုင်နယ်ပွဲစဉ်အစတင်ခဲ့ပါတယ်။ ွဲစစချင်းမှာတော့မာရှီဘာအထုံးစံအတိုင်းဟင်မဲဆိုင်နဲ့ပဲကြောက်ဘလိုလက်သီးတွေနဲ့ခဝဲဝဲကနေလက်ရှည်ကြီးနဲ့လမ်းထိုးနေခဲ့ပါတယ်။အဲ့ဒါကိုချူတီးတဲ့အပူကလည်းဒက်ရှ်နဲ့အောင်နာဘကူခုံးဝင်လိုက်ပြီးဘော်ဒီရှော့အပြင်ကျွေးလိုက်ပါတယ်။အဲ့လိုကျွေးလိုက်ပေမဲ့အပူလက်သီးကဘော်ဒီကိုမထိခင်ပါပဲ။မာရှီဘာအပူထိုးမယ်ဆိုတာချူတီးနေခဲ့ပြီးတထောင်စကြီးနဲ့ကာလိုက်ပါတယ်။အပူရဲ့လက်သီးလည်းတထောင်စင်းနဲ့တထိုင်းရက်ထိမိပြီးချုပ်ကနေမြည်သွားကအရိုးတွေထိသွားခဲ့ပါတယ်။ဒါပေမဲ့တုတ်ကြီးကလက်ရိုးတွေထိတာလောက်ကတော့ဂီယူဆိုင်ပုံမပေါ်ခဲ့ပဲ။ ညာဘက်ချမ်းကနေဘော်ရီချွတ်ထိုးတာကသူ့အတွက်နိုင်ဖို့တခုရဲတော့ခွင့်ရင်းဖြစ်တာကြောင့်တရောင်နဲ့ကလည်းဂယူးမဆိုင်ဘူးကွာဆိုပြီးကာတာရဲ့တရောင်စစ်ကိုပဲအယူကျုခံပြီးဆက်လိုက်ထိုးနေခဲ့ပါလေတုံကြီးရဲ့လက်ဆာမသိရကြောင့်မာရှီဘားရဲ့တရောင်စစ်ကညုံမဲဆွဲသွားပြီးလက်တစ်ဖက်လုံးမှာ၃မိန်းဖြစ်သွားခဲ့ပါလေအေဘူကလည်းညာလက်ချောင်းအယူတွေချိုးကုန်တာကြောင့်ဘယ်လက်နဲ့ပဲထိုးနေရပါလေဒါပေမဲ့အေဘူကဘယ်လက်တစ်ဖက်နဲ့လဲဆိုမာရှီဘားကိုမနိုင်နိုင်တာကြောင့်ချိုးလဲဘာဖြစ်လဲထိုးတယ်ကွာဆိုပြီးဂယူးမဆိုင်ပဲထိုးချလိုက်တာမာရှီဘားလည်းလူလဲခံခဲ့ရပါလေမာရှီဘားလူလဲခံနေရတဲ့အချိန် သူညီမလေးဖြစ်တဲ့ခူမီချန်ရဲ့အကြောင်းသတိရခဲ့ပါတယ်။မာရှီမာနဲ့ခူမီတို့ရဲ့မိဘတွေကသူတို့ငငယ်လေးတွေကကားအစီးတဲ့နဲ့ဆုံသွားကြပြီဖြစ်တာကြောင့်ဘော်နမနှစ်ယောက်ထဲပဲရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။အေဖူကရဖလောင်ကြီးကိုမညာမတာထိုးနေခဲ့ကခူမီလည်းသူ့ကိုခံနေရတာစမ်းမကြည့်နိုင်တာကြောင့်ခမ်းမပြေနေပါထွက်ခဲ့ရပါတယ်။မာရှီမာနဲ့သူညီမလေးရဲ့ပုံကိုပြန်မြင်အောင်ပြီးဒါနေနဲ့ဘယ်လက်ကိုအန်ချိတ်ကဖလီကာချက်တွေနဲ့ထိုးခဲ့ပြီးမှလေတုံကြီးရပဲသူ့ရဲ့ပြင်းလုံးနဲ့လက်တီးရည်နဲ့မညာမတာထိုးချလိုက်တာမာရှီမာလည်းနေကောင်းသွားခဲ့ပါတယ်။ ဲ့လိုနဲ့ featherweight တန်းရဲ့လူသစ်ပြင်ချန်ပီယံကတော့မာကုနိုချီအပူပဲဖြစ်ပါတယ်။မာရှီပါကတော့ရှုံးသွားပြီမဲ့လေထိုးစံတိုင်းစိတ်တွေဆိုးကငါမရှုံးသေးဘူးထိုးမယ်ဘာညာနဲ့လုံနေခဲ့ပြီးအပူရဲ့လက်အိတ်ထဲကနေသူတွေထိကြနေတာကိုတွေ့သွားတော့မှဒီကောင်လေးအတေးအောင်ခံနားရတာပါပဲလေဆိုပြီးဆိတ်လျှော့ကကျိုးဝိုင်းနေထထားခဲ့ပါတယ်။ပိတ်သက်တွေကလည်းမာရှီပါကိုပါဝိုင်းအားပေးနေကြပြီးမြမဖြစ်သူခူမီချန်ကလည်းနောက်ဘွဲတွေကြတဲ့ချာကျိုးစားပါလို့အားပေးတာကြောင့်မောင်စိတ်ဆိုးလဲစိတ်သက်သာရရောက်သားခဲ့ပါတယ်။အပူကဖေဒါဝိုးရဲ့လူသစ်ပြင်ဖြစ်တဲ့အပြင် ဝိတ်တန်းအားလုံးပေါင်းရဲ့ MVP ဆုကိုပါရရှိခဲ့ပါတယ်။နောက်နေ့ရောက်တော့ A4 ကရဖလောင်းကြီးကိုထိုးရမ်းမိရဲ့အတွက်ခူမီချန်ကိုတွားတောင်းမှန်ဖို့အတွက်ပအောင်ဆန်ကိုတွားခဲ့ပါတယ်။ခူမီချန်ကတော့ဗမုတ်ဆန်အနေနဲ့ထွက်လာခဲ့ပြီးဒီနေ့ကသူ့ရဲ့နောက်ဆုံးနေ့ဖြစ်ပြီးအလုပ်ထွက်တော့မှာပဲဖြစ်ပါတယ်။ A4 တယောက်အလားကောင်းဝင်မှာအခါနောင်းသွားခဲ့ပါတယ်။ A4 လည်းခူမီချန်အလုပ်ထွက်သွားတော့ဝမ်းနေသွားပြီးခူမီချန်ကိုမတွေ့ရမှစိုးရင်တဲ့အတွက်ဒီကနေ့ပြပါမျက်ရည်တွေဖွဲပြီးပအောင်ကိုထိုင်စားနေခဲ့ပါတယ်။ A4 ကဂျပန်ရှေ့ပိုင်းလူသစ်ပြင်ချန်ပီယံဖြစ်လာတယ်လို့ ဂျပန်နောက်ပိုင်းမှာလည်းအပူလိုလူသစ်ပြင်ချန်ပီယံတယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီဂျပန်နောက်ပိုင်းလူသစ်ပြင်ချန်ပီယံကအပူရဲ့ပွဲကို TV ထံသားပြန်လည်းကြည့်နေခဲ့ပြီးနောက်ဆုံးတော့ငါးနဲ့ထိုးနိုင်မယ့်ပြိုင်ဘက်ကိုတွေ့ပြီလို့ပြောနေခဲ့ပါတယ်။